American ထိပ်တန်း Ford ကားကုမ္ပဏီကနေ plug-in hybrid ကားမျိုးစားဖြစ်တဲ့ Mondeo Energy Sedan ကားနဲ့အလက်စားရွယ် Ranger Pickup ကားတွေကိုတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာမိတ်ဆက်ပြသခဲ့တယ်လို့သိရပါဗျ။ Ford ကုမ္ပဏီဟာ plug-in hybrid ကားတွေကို2018မှာတရုတ်ဈေးကွက်အတွင်းရောင်းချသွားမှာဖြစ်ပြီးလာမယ့်9နှစ်အတွင်းမှာလျှက်စစ်မော်တာနဲ့အပြည့်အဝလည်ပတ်နိုင်တဲ့ SUV ကားတွေကိုရောင်းချသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ 2025ခုနှစ်မှာတော့ Ford Company ဟာကမ္ဘာအကြီးဆုံးကားထုတ်လုပ်ရေးဈေးကွက်ဖြစ်တဲ့တရုတ်နိုင်ငံမှာ၎င်းတို့ထုတ်လုပ်နေတဲ့ကားအများစုကိုလျှက်စစ်ကားတွေအဖြစ်ထုတ်လုပ်သွားဖို့ရည်မှန်းထားတာလည်းဖြစ်ပါတယ်။တရုတ်အစိုးရဟာလေထုညဉ့်ဉျန်းမှုကိုလျှော့ချဖို့နဲ့ဤပညာဆိုင်ရာစမ်းသစ်တီထွင်မှုတွေကိုအဆင့်မြင့်တင်ဖို့အတွက်တင်းကျပ်တဲ့လောင်စာစွမ်းအင်ဆိုင်ရာစီးပွားရေးမူဝါဒတွေချမှတ်ခဲ့သလိုစွမ်းအင်အသစ်သုံးကားအမျိုးအစားထုတ်လုပ်မှုကိုလည်းငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့ပြီးကားထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုလည်းလျှက်စစ်ကားတွေပုံမှန်ရောင်းချသွားဖို့တိုက်တွန်းပြောကြားထားတာဖြစ်ပါတယ်။ Ford ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် Mark Free က2025ခုနှစ်မှာကုမ္ပဏီအနေနဲ့တရုတ်နိုင်ငံမှာရောင်းချခဲ့တဲ့ Ford အမျိုးအစား Motor Car ရဲ့80ရာခိုင်နှုန်းကိုတမယိုးကျ Hybrid Car တွေ Plug-in Hybrid Car တွေဒါမှမဟုတ် Battery ကိုအပြည့်အဝအသုံးပြုနိုင်တဲ့လျှက်စစ် Car တွေကိုထုတ်လုပ်သွားမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။ဖုတ်ကုမ္ပဏီဟာတရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ချောင်းချင်းချန်ကန်နဲ့အကျိုးတူပူးပေါင်းပြီးတရုတ်ဈေးကွက်မှာကားထုတ်လုပ်ရောင်းချနေတာဖြစ်တယ်လို့လည်းသိရပါဗျာ။